အားလုံးမင်္ဂလာပါ Dragon Fee Show ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်။နောက်တစ်ပတ်ဘူးတင်ရဲ့နီးပြဟောင်းဖြစ်သူ Dragon Clock ကတော့လက်ရှိဒါကျွန်တော်တို့တပါဘူးတင်မှာစံချိန်တင်ပြောင်းရွှေ့ကြီးနဲ့ DRD မှာဒါပြောင်းရွှေ့လာခဲ့တဲ့ Front Vat ကိုဒါသူ့အနေနဲ့ကအားပေးစကားတွေပြောသွားတယ်။အဲဒါကို တော့ Daily Mail ရဲ့ report ကဖော်ပြထားတာပေါ့လေ။အဲဒီ report တွေမှာဘာတွေပါလဲဆိုတော့ဒါ Jagan Clock အတင်းရဲ့ legendary နီးပြဖြစ်တဲ့ Jagan Clock က front back ကိုဒါစိတ်ရှည်ဖို့ပေါ့လေစိတ်ရှည်ဖို့အဓိကပြောထားတယ် အဓိကဒီကစားသမားကလက်ရှိပရီးမီးယားလိမ်မှာလည်းအံဝင်ဖို့လိုသေးတယ်လို့အတင်းနဲ့လည်းလက်ရှိမှာအံဝင်권ကြဖြစ်မနေသေးဘူးအဲဒီအရာတွေကိုသူ့ကိုယ်တိုင်စိတ်ရှည်ရမယ်အဲပြီးလို့ရှိရင်လည်းအတင်းဘက်ကနေပြီးတော့လေဒီကစားသမားအပေါ်ကိုတကယ်စိတ်ရှည်ဖို့လိုအပ်တယ်ဒါမှသာဒီကစားသမားလေးကိုအကောင်ဆုံးဒါပြန်ပြီးတော့မြင်တွေ့ရဖို့ရှိတယ်လို့သူပြောသွားတယ်ပေါ့လေအဲဒီနေရာမှာကျွန်တော်တို့ပြန်ပြီးတော့ စဉ်းစားကြည့်ရမှာကပြန်ပြီးတော့သုံးသပ်ကြည့်ရမှာကကျွန်တော်တို့ရေထပ်ပြီးတော့စိတ်ရှည်ဖို့လိုအပ်သေးလားဆိုတဲ့အရာပေါ့လေအမှန်တကယ်ဆိုရင်တော့ဗျာလက်ရှိမှာ front back ကတကယ်တမ်းကိုမှဒါကျွန်တော်တို့ရေ used to ကစားသမားဗျာပုံမှန်အတိုင်းဆိုတော့တန်းရောက်လာတာတန်းအသုံးပြီးတော့တန်းပြီးတော့ okay နေရမှာကစားသမားဘာလို့လဲဆိုတော့ဒီဇာမကဒါဗိုင်းလီဘာကူစင်မှာသူပြခဲ့တဲ့ခြေစွမ်းတွေကိုကျွန်တော်တို့ကိုယ်တိုင်မြင်ခဲ့ရပြီးပြီကျွန်တော်ကိုယ်လည်းအကုန်လုံးတည်ထားတဲ့အတိုင်းပဲပေါ့လေလက်ရှိပြောင်းရွှေ့ဈေးကွက်ပြီးခဲ့တဲ့ကပေါ့လေပြောင်းရွှေ့ဈေးကွက်မှာလီဘာကူနဲ့လက်မှတ်ထိုးပြီးခဲ့တဲ့က ကျွန်တော်တို့ဘာပရိသတ်တင်ဒီမဟုတ်ဘူးဒါကိုကြမ်းတဲ့အသင်းပရိသတ်တွေအကုန်လုံးကို front back လဘဘူးကိုရောက်လာခြင်းကနောက်ထပ်လဘဘူးကိုတဆင့်မြင့်ပေးလိုက်ခြင်းလို့ပဲအကုန်လုံးကတညီတညိုတဲ့တတ်မှတ်ထားတာဗောလေအဲအဲ့ဒီအချိန်မျိုးမှာ front back လက်ရှိပြထားတဲ့စွမ်းဆောင်ရည်ဒီနဲ့သူ့ကိုမျောလင့်ထားတာ ਨੇ ကဒါစီနဲ့ရည်ဖြစ်နေတယ်ဗောလေအဲ့လိုမျိုးအနေထားမျိုးမှာလက်ရှိဒါသူ့ကိုတောင်းဆောင်အင်္ဂလန်မီဒီယာလည်းလုံးဝ troll လုပ်ဝိုင်းပြီးတော့လုတ်တယ်အဲ့ဒီပြင်ပေါ်မှာလဘဘူးရဲ့ပရိသတ်တချို့ကလည်းသူ့ကို troll လုပ်တယ် အဲ့အဲ့ဒီအပေါ်ကိုနေပြဖြစ်သူဂျာကန်ကလော့ကတော့အများကြီးဝိုင်းပြီးတော့ဒါ Foreign Vet ရဲ့ Vet ကနေပြီးပြောသွားတယ်ပေါ့လေဒါဒီဇာတ်သမားကိုစိတ်ရှိဖို့လိုအပ်တယ်ပြီးရင်ဇာတ်သမားကိုယ်တိုင်ကလည်းစိတ်ရှိရမှာဖြစ်တယ်လို့လက်ရှိ Premier League ဆိုတော့ကလည်းဥရောပရဲ့ထိပ်တန်းလိဂ်တွေထဲမှာမှာအကြမ်းတန်းဆုံးလိဂ်တစ်ခုဖြစ်တယ်အဲ့ဒီအတွက်ဒီလိဂ်နဲ့အသားကျဖို့အတွက်တကယ်ကိုစူးစမ်းရဖို့လိုအပ်တယ်လို့သူပြောသွားတယ်ပေါ့လေဆိုတော့ Foreign Vet ကိုကျွန်တော်တို့ထပ်ပြီးတော့အချိန်ပေးရအောင်မလား ဩဒီနေရာမှာလည်းဗျာကျွန်တော်တို့ရှေ့မှာလည်းအချိန်ပေးပြီးသားအချိန်ကသူ့ကိုဒါရာဒီယိုခြေစံပွဲအပါအဝင်ဆိုရင်စုစုပေါင်း foreign back ကိုကျွန်တော်တို့အချိန်ပေးထားတာကအ ਨੇ ဆုံး10ပွဲလောက်ရှိပြီဗျာအ ਨੇ ဆုံး10ပွဲလောက်ရှိပြီအဲ့လိုအနေထားမျိုးမှာသူ့ရှိကကျွန်တော်တို့တွင်းကိုးတွေပါတယ်မမြင်ရဘူးအဲမမြင်အောင်ဆိုတာဒီ premier league မှာလည်းလက်ရှိတွင်းကိုးတွေမမြင်ရသေးသလိုခါရာဘောင်ကတ်တို champion league တို့မှာလည်းကျွန်တော်တို့တွင်းကိုးတွေမမြင်ရဘူးဆိုတော့ဒီအပေါ်မှာလည်း front van အနေနဲ့ကတေချာပေါက်တစ်ခုခုတော့လုံပြန့်တင့်နေပြီပေါ့လေဒါမှမဟုတ်လို့ဒါသူ့လက်ရှိမှာအတင်းနဲ့ အံဝင်ဝင်သေးဘူးဒါမှမဟုတ်ရင်ဗျာသူကလက်ရှိမှာအတင်းနဲ့အသားမကျသေးဘူးပဲထားပါတော့အဲ့လိုမျိုးအသားမကျသေးဘူးဆိုရင်တေချာပေါက်တေချာတာတစ်ခုကသူ့အနေနဲ့အသားကျဖို့အတွက်နောက်ထပ်တလာအတွင်းသို့မဟုတ် international break ကပြန်လာပြီးတော့နောက်ထပ် international break မစခင်မှာတော့သူအကောင်းမွန်တဲ့ခြေစွမ်းတစ်ခုကိုပြသမှကိုရလိမ့်မယ်လို့တော့ကျွန်တော်ယူဆတယ်ဒါကဘာကြောင့်လဲဆိုတော့ဗျာရှင်းရှင်းလေးပဲ ဒီလိုမျိုးအနေထားပေါ့လေစုစုပေါင်းပြဒီ international break ပြီးလို့နောက်ထပ် international break ဆိုရင်စုစုပေါင်းကြားမှာအချိန်ကတလာခွဲနှစ်လလောက်ဖြစ်သွားမှာအဲစုစုပေါင်းတွက်ကြည့်မယ်ဆိုရင်သူ့အတွက်အချိန်က၄လလောက်ရှိသွားပြီဗျာကစားသမားအစ်တဦးအနေနဲ့ကအသင်းအစ်တစ်ခုမှာအထိုင်ကျဖို့အတွက်အံဝင်ဝင်ကျဖြစ်ဖို့အတွက်ဆိုရင်၃လ၄လလောက်ဆိုရင်ဒါတော်တော်လေးကိုမှအချိန်ကလုံလောက်တဲ့အချိန်လို့တော့ထင်တယ် အဲအဲ့ဒီအရာမျိုးမှာမာ from van အနေနဲ့ခြေသွမ်းပြလာခြင်းမရှိဘူးသူဒီလက်ရှိအတိုင်းပဲပေါ့လေသူတောက်လျှောက်ခြေသွမ်းတွေကသူ့ရဲ့ခြေသွမ်းကိုတောက်လျှောက်ပြန်မရတာတွေပါလေဆိုရင်တော့ကျွန်တော် from van ကိုလက်ရှိမှာပို့ပြီးတော့ pressure ပေးဖို့တော့လိုအပ်နေပြီလို့တော့ထင်တယ်ပေါ့လေဒါအခုလောလောဆယ် pressure ပေးရမယ်လို့ဆိုလိုတာမဟုတ်ဘူးဒါ international ဒီ international break ပြီးလို့နောက်ထပ် international break ကပြန်လာတဲ့အခါမှာ အကယ်၍ပုံမှန်ကောင်းနေပြန်မရနိုင်ဘူးဆိုရင်တော့သူ့ကိုတကယ်တမ်းအဲ့ဒီချိန်ကစပြီးတော့ pressure စပေးသင့်ပြီလို့တော့ထင်တယ်ပေါ့လေဆိုတော့ဒါကိုဒါ honest lot အနေနဲ့ကလည်းသူ့ကိုယုံကြည်ထားတယ်ဆိုတဲ့အကြောင်းကိုပြောထားတယ်အဲ့ဒီလိုပဲအသင်းဘက်ကနေပြီးတော့လေသူ့ကိုတကယ်တမ်းယုံကြည်ထားတယ်ဆိုပြီးတော့လေပြောထားတယ်ဆိုတော့ from ဘက်ကိုတော့အကုန်လုံးကဝိုင်းပြီးတော့ယုံကြည်နေရနေကြစဲပေါ့လေအမှန်တမ်းပြောမယ်ဆိုလို့ဗျာကျွန်တော်တို့ကဥပဒေတရားအနေနဲ့ပြောရမယ်ဆိုရင်တော့ဒါကျွန်တော်အမှမဟုတ်ဘူးပေါ့လေဒီဘာဥပဒေတွေတော်တော်များများကလည်းဒီလိုပဲခံစားရလိမ့်မယ်လို့ကျွန်တော်ထင်တယ် ။ဘာလဲဆိုတော့ဒါက front back ကိုအစားတုံးကတော့ကျွန်တော်တို့တရားရခိုင်နှုံးယုံကြည်တယ်ဗျာ။ဒီစားသမားကအချိန်တိုင်ပြန်လာမှာအချိန်တိုင်ဒီစားသမားကပုံစံကောင်းပြန်ရမှာဆိုတာကျွန်တော်တို့အပြည့်အဝယုံကြည်ပြီးသား။သို့ပေမဲ့လက်ရှိသူဒါပြာထားတဲ့ခြေစွမ်းတွေအရာအဲသူလုံထားတဲ့ record တွေအရာဆိုရင်တော့ကျွန်တော်တို့အပြည့်အဝတရားရခိုင်နှုံးတော့လက်ရှိမှာယုံကြည်နေခြင်းတော့မရှိတော့ဘူး။ဒါအမှန်ဆုံးနဲ့အပွင့်လင်းဆုံးပြောတာဗောလေအမှန်ကန်ဆုံးနဲ့အပွင့်လင်းဆုံးပြောတာဘာဖြစ်လို့လဲဆိုတော့ဗျာ ဒါလက်ရှိ front back ကိုကျွန်တော်တို့ Bayern Leverkusen မှာတွေ့နေရတာဒီပုံစံမဟုတ်ခဲ့ဘူး Bayern Leverkusen မှာသူကတကယ့်ကို Hoglet ရှိတဲ့ Hoglet အဆင့်ရှိတဲ့ခြေစွမ်းတစ်ခုကိုပြခဲ့တယ်လုံးဝ flexible ဖြစ်တဲ့ခြေစွမ်းကိုသူပြခဲ့တယ်အဲအဲ့ညမှာသူ ACM ဖြစ်သွားပြီးပြန်လာတာတော့မှပဲဗျာ front back ဆိုတာကသူ့ရဲ့နေရာတစ်ခုကိုသူဘသူ့ကိုမှအပိုင်စားပေးမထားခဲ့ဘူးသူကိုယ်တိုင်ပဲအချိန်တိုင်ငါကဘယ်အချိန်မဲပြန်လာပြန်လာငါဒီတနေရာအတွက် AEC ရတယ်ဆိုတဲ့ကစားသမားမျိုးဒါပေမဲ့လက်ရှိလေဘာဘူးမှာကျွန်တော်တို့တွေ့နေရတဲ့ front back ကအဲ့ဒီ front back နဲ့ဆန့်ကျင်ဘက်အနေအထားမျိုးဖြစ်နေတာပေါ့လေ ဆိုတော့ဒါကိုတော့ကျွန်တော်တို့လူပါဘူးပြည်သက်တွေကတရားရင်ကတော့အပြည့်တော့ယုံကြည်မှာတော့မဟုတ်တော့ဘူးဒါပေမဲ့သူ့ကိုကျွန်တော်တို့ထပ်ပြီးတော့ယုံကြည်နေစေပဲမယုံကြည်တော့ဆိုတာတရားရင်ကတော့အပြည့်မယုံကြည်ဘူးလို့ပဲပြောတာလုံးဝမယုံကြည်တော့တာမဟုတ်ဘူး front back ပြန်လာမယ်လို့လည်းကျွန်တော်တို့ကိုယ်တိုင်မျှော်လင့်နေစေပဲဆိုတော့ကျွန်တော်ကိုယ်တိုင်က front back ကိုဘယ်လိုမြင်ရလဲပြန်လာနိုင်မယ်လို့ထင်ကြတာ front back ကိုဘယ်လိုမြင်ရလဲပြီးရင်နောက်ထပ်တစ်ခုကတော့ဗာလဲဆိုတော့လက်ရှိမှာ Shugo Ikitiki ကပေါ့လေသူပြီးခဲ့တဲ့ပြောင်းရွှေ့မှာဆိုရင်သူဒါ ယူကာဆယ်တို့မန်ယူနိုက်တက်တို့လီဗာပူးတို့နဲ့သူဒီအသုံးအတင်းသုံးတင်းကိုသူရွှေရှင်ပြီးတော့ရွေးတဲ့နေရာမှာလီဗာပူးတင်းကိုသူရွေးချယ်ခဲ့တယ်ဗောလေအဲအဲ့ဒီရွေးချယ်မှုအပေါ်ကိုလည်းသူဘယ်တော့မှနောင်တရသွားမှာမဟုတ်ဘူးဆိုပြီးတော့သူဒါမနေ့ကကွန်ဖရင့်ပရက်ရှိုးမှာသူပြောသွားတယ်အဲဘာဖြစ်လို့လဲဆိုတော့လက်ရှိလီဗာပူးအတင်းကလည်းတကယ်တမိုင်းချောင်းကောင်းတဲ့အတင်းဖြစ်တယ်တမိုင်းချောင်းတစ်ခုမှလည်းတကယ်ကိုကြီးကျယ်ခံထားတဲ့အတင်းတစ်ခုဖြစ်တယ်အဲ့ဒီပြင်ကောင်ကလီဗာပူးမှာတကယ်လက်ဂျန်ဒရီကစားသမားတွေအများကြီးရှိသလိုကမ္ဘာကျော်ကစားသမားတွေလည်းအများကြီးရှိရဲ့ အဲ့ဒီအသင်းကိုသူရွေးချယ်လိုက်တဲ့အတွက်ဘာဘယ်တော့မှလည်းနောင်တရမှာမဟုတ်တလို့အဲ့ဒီအသင်းရဲ့ကံတော်ဝင်ကစားသမားတအူဖြစ်ဖို့အတွက်လည်းသူအစွမ်းကုန်ကြိုးစားသွားမယ်လို့သူပြောသွားတယ်။အဲ့ဒီအပြင်ပေါ်မှာဒါပြီးခဲ့တဲ့သူချန်ပီယံလိပြီးခဲ့တဲ့ချန်ပီယံလိပြိုင်ပွဲတွေမှာတော့ဗောလေဒါသူကအရန်စရင်နဲ့သုံးမဟုတ်အသင်းရဲ့ဒါအသင်းသူကစားခဲ့တဲ့ သူကိုစားပြုခဲ့တဲ့အသင်းတွေရဲ့တစိမ့်တစိမ့်တတာသူကဖြစ်ခဲ့တာတိုးဝင်မဲ့လက်ရှိအချိန်မှာဆိုရင်တော့ဒါလက်ရှိလဘဘူးအသင်းကိုသူချန်ပီယံဖြစ်အောင် ူညီပေးနိုင်တဲ့အကောင်းဆုံးကူညီပေးနိုင်တဲ့သူတူဖြစ်နေပြီသူကတကယ်ကိုမှအရန်တိုးတက်နေတဲ့သာသမာတူဖြစ်နေပြီလို့သူပြောထားတယ်ပေါ့လေဆိုတော့ DI နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒါ Shugu EGTG နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဘလောက်ထိအောင်မျှော်လင့်လို့ရလဲပေါ့လေဘလောက်ထိအောင်မျှော်လင့်လို့ရလဲဆိုတော့ဗျာလက်ရှိအနေအထားမှာ Shugu EGTG ကသူပြိုင်ပွဲဆုံးမှာရှစ်ရှစ်ပွဲကစားထားတယ်အဲ့ဒီမှာသူ၅ဂိုးသွင်းထားတယ်အဲအဲ့ဒီ၅ဂိုးမှာသူလူစားဝင်ပြီးတော့ဆက်ရှိကျူကဝင်ပြီးတော့တဘိုးပါတယ်ပေါ့လေဆိုတော့ ယူအီဂီတီကတကယ်တမ်းကျွန်တော်တို့ညှော်လင့်ကျင်စရာအကောင်းဆုံးလက်ရှိဒီအပြောင်းအရွှေ့တွေထဲမှာညှော်ချင်းညှော်လင့်ကျင်စရာအကောင်းဆုံးဒါကစားသမားဖြစ်တယ်အထူးသဖြင့်ဗျာ foreign bank လက်ရှိဒါကျွန်တော်တို့အပြောင်းရှိမှာဆိုရင်ဈေးအကြီးဆုံးပေးခဲ့ရတဲ့ကစားသမား၃ရှိရဗျာအဲ့ဒါက foreign bank ရဲ့လက်ရှိ Hugo EGTG နဲ့ Lazada Eset အဲ့ဒီ၃ယောက်ထဲမှာမှဒါပြောင်းရွှေ့ကြီးအနည်းဆုံးက Hugo EGTG ပဲပေါ့လေဒီ Hugo EGTG ကလက်ရှိမှာခြေစွမ်းအပြဆုံးဖြစ်နေတာကတော့ဒါကျွန်တော်တို့ရေ အကောင့်တွေကအစိုးလိုပဲအစိုးတွေကအကောင့်လိုပဲပြောရမှာပေါ့လေဘာဖြစ်လို့လဲဆိုတော့လက်ရှိ UKGDG ပြနေတဲ့ခြေစွမ်းကိုနောက်ရာသီဆိုရင်ဒီကစားသမားရဲ့တန်ကြီးကတိတိကျကျတိတိတသားကြီးကိုထိုးတက်သွားမှာဗျာနောက်ရာဒီမှာပေါင်တန်း100ဆိုလဲဟုတ်သွားမှာ150ဆိုလဲဖြစ်သွားမှာပဲဒီဒီခြေစွမ်းတန်းကိုသာ flexible ဆက်ပြီးတော့ဖြစ်အောင်ထိန်းသွားနိုင်နေဆိုရင်ပေါ့လေဆိုတော့ UKGDG ကိုကျွန်တော်တို့ဘယ်လောက်ထိအောင်မျှော်လင့်လို့ရမလဲဒီနေရာမှာလဲသူ့ရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီးတော့သူက လက်ရှိမှာဆိုရင်အသက်က23နှစ်ပဲရှိသေးတာဗျာဒီအသက်23နှစ်ပဲရှိသေးတဲ့ကစားသမားတကယ်လူငယ်ကစားသမားပဲရှိသေးတဲ့အနေအထားမျိုးမှာဒီလိုမျိုးပရီးမီးယားလိဂ်ကိုရောက်ရောက်ချင်းပဲသူပုံစံကောင်းနေဇက်တိုက်ပြတယ်ပုံစံကောင်းနေဇက်တိုက်ပြပြီးဂိုးတွေတောက်လျှောက်သွင်းတယ်အဲ့ဒီအတွက်ဒါကျွန်တော်တို့ဒီဟာဒီမှာရှုကူအီဂီတီဂီနဲ့ပတ်သက်ပြီးတော့အများကြီးတော့မျှော်လင့်လို့ရနိုင်ပြီပေါ့လေ အထူးသဖြင့်များကျွန်တော်တို့တိုက်စစ်မှာကဒါဒီယာဒီမှာဆိုရင်တိုက်စစ်မှာမိုးစားလာခြေစွမ်းကြလာတဲ့အခြေကိုရီကပူကတိုင်ပတ်နေတဲ့အချိန်မှာရှူကူအီဂီတီကီရှိနေရကတော့တကယ့်ကိုဒရန်တာအားလို့ပဲကျွန်တော်တို့ပြောရမယ်ဆိုတော့ရှူကူအီဂီတီကီကိုကျွန်တော်အများကြီးမျှော်လင့်လို့ရတယ်လို့ဒီချန်ပီယံလိမှာလည်းသူဘာတွေလုပ်ပြမလဲသူဘလောက်ထိအောင်လဲဘာကိုအတင်းအတွက်ကိုကူညီပေးနိုင်မလဲဆိုတော့ကျွန်တော်တို့စောင့်ကြည့်ရမှာပေါ့လေဆိုတော့ကျွန်တော်ကိုရီကောင်ကိုရှူကူအီဂီတီကီကိုဘလောက်ထိအောင်မျှော်လင့်ထားကြလဲအဲဒီကစားသမားနဲ့ပတ်သက်ပြီးဘလောက်ထိအောင်မျှော်လင့်လို့ရမလဲရမယ်လို့ထင်ကြတယ်ဘလို့ထင်ကြလဲ ချက်လောက်ဆွေးနွေးကြပါအောင်ကျွန်တော်လည်း line subscribe လေးလုပ်ပေးကြပါအောင်ကျေးဇူးများအစ်တမတွေက